မင်္ဂလာပါရှင် Channel Love ပိုင်မုံကနေကြိုဆိုပါရစေ။အာဒီနေ့ကတော့မပြုလုပ်ပေးချင်တာ Terror Reading မဟုတ်ပါဘူးရှင်။အာဒီနေ့ကတပေါင်းလာပြည့်နေပေါ့နော်။မွန်တို့ဒီ match လာဒါတပေါင်းပွဲတော်ရှိတယ်။တပေါင်းလာပြည့်နေဖြစ်ပါတယ်။အခုဒီ73ရက်နေပေါ့နော်။ဆိုတော့ဒီနေ့တပေါင်းလာပြည့်နေမှာအာမွန်လေးလာဖတ်မှတ်ရတဲ့ဒီတပေါင်းလာပြည့်နေနဲ့ဒါတက်ဆိုင်နဲ့ ဒီမြန်မာတွေရဲ့ဒီပေါ့နော်ဗုဒ္ဓဘာသာတွေရဲ့ပေါ့ဒီနေထူးနေမြတ်ဆိုတဲ့အကြောင်းအရာလေးပေါ်မှာမူတည်ပြီးတော့မွန် energy လေးတစ်ခုရလိုက်လို့ပါအာဒါလေးကိုမွန်ကအားလုံးတို့ကိုမျှဝေပေးချင်ပါတယ်ရှင်အာဒီနေ့ကတော့အထူးအားဖြင့်ပေါ့နော်အဲနိုင်ငံရချားသွားမဲ့သူလေးတွေပြီးတော့ visa လျှောက်ထားတဲ့သူလေးတွေ visa တက်တန်းတိုးတဲ့သူတွေ passport ပေါ့နော် passport အာလုပ်တဲ့သူတွေတက်တန်းတိုးတဲ့သူတွေ အအဓိကတော့ဒီနိုင်ငံရဲ့ချားကိုသွားမဲ့သူတွေအတွက်ကိုပေါ့နော်အဲ့တော့ဘယ်နိုင်ငံကနေဘယ်နိုင်ငံကိုပဲသွားသွားပေါ့နော်နိုင်ငံရဲ့ချားသွားမဲ့သူတွေနောက်တစ်ခုကတချို့လေးတွေမြန်မာပြည်ပြန်လာဖို့အတွက်စဉ်းစားနေတဲ့သူလေးတွေပေါ့နော်အဲအဲ့ဒီသူတို့လေးတွေအစအစအဆင်ပြေနိုင်ဖို့အတွက်ကိုမောင်ကနေမှအခုဒီအာ message လေးတစ်ခုပေးပေးချင်ပါတယ်အဲ့တော့ ဒီတပေါင်းလာပြင်းနေရနေရလိုက်တဲ့ energy လေးကတော့အဓိကတော့ပြည်ဝင်မဲ့ပေါ့နော်အာပြည်ပြန်ဝင်မဲ့သူမျိုးလေးတွေဒါအနောက်နိုင်ငံနိုင်ငံခြားသွားမဲ့သူလေးတွေအတွက်ကိုပဲအထူးရည်ရွယ်ထားပေးပါတယ်အဲ့တော့အာအယံကန်ကောင်းနဲ့အယံကန်ကောင်းတက်တဲ့အာနိနံတွေဆိုရင်တော့ဗုဒ္ဓဟူးသာသမီလေးတွေနဲ့ယာဟုသာသမီလေးတွေပေါ့နော်ဗုဒ္ဓဟူးနဲ့ယာဟုလေးတွေကတော့ဒီကိစ္စရက်တွေမှာအယံကို အဆင်ပြေမယ်ဆိုတော့ energy လေးကိုမရရှိပါရတယ်။အဲ့တော့ဒီတိုင်းကြီးတော့အဆင်မပြေဘူးပေါ့နော်။မုံပြီးသားရင်ဒီအဆောင်အာဒီကတ်ကလေးတွေလည်း screenshot ရိုက်ဖို့အတွက်မုံပေးပေးပါမယ်။အဓိကတော့အာနှစ်ပိုင်းကြောပြပေးချင်ပါတယ်။အာဗုဒ္ဓဟူသားသမီးလေးတွေနဲ့ယာဟူသားသမီးလေးတွေကတော့ဒါမိမိကိုယ်တိုင်ကဗုဒ္ဓဟူယာဟူဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီနေ့ကိုပေါ့နော်။အဲကိုကကိုသွားခြင်းနဲ့နေရာ အာဥမာ passport ကိစ္စပဲဖြစ်ဖြစ်ပေါ့နော်အာ visa ကိစ္စပဲဖြစ်ဖြစ်ကိုသွားကြတဲ့နိုင်ငံပဲဖြစ်ဖြစ်ဒါလေးကိုအာစိတ်တရမ်းမှာအာယုံပြုမှန်းမန်းရွှေပြီးတော့ပေါ့နော် visualize လုပ်ပေးပေးပါလို့ပြောပြပေးချင်ပါတယ်အဲ့တော့ဘယ်လို visualize လဲဆိုတော့အခုဒါညာအိတ်ခါနီးပေါ့နော်ညာအိတ်ခါနီးပဲဖြစ်ဖြစ်ကိုတယောက်တည်းအေးအေးဆေးဆေးဖြစ်တယ်လို့ယူဆရတယ်တိတိဆေးဆေးအေးအေးဆေးဆေးဖြစ်တယ်လို့ယူဆရတဲ့အချိန်မှာ အဲ့ဒီအချိန်လေးကိုတယောက်တည်းပေါ့နော်အာဒါကိုအတွက်အစဉ်အပြေဆုံးဖြစ်မယ်ဆိုတော့တတ်တောင်တတ်တာနေရာထိုင်ခင်းလေးမှာအဲတကူရေတန်ရှင်းရေးကိုလည်းပြုလုပ်ပြီးတော့မြစ်စိလေးမိတ်ပြီးတော့အရင်ဆုံးအာဒီဝင်လေထွက်လေပေါ့နော်တရားထိုင်နေပေါ့နော်မြန်မာလိုပြောရင်တော့အဲ့တော့ဝင်လေထွက်လေအာရှုသွင်းရှုထုတ်ပေါ့နော်အဲ့လိုမျိုးလေးနဲ့စိတ်တည်ငြိမ်အောင်အရင်ဆုံးကို ပြုတ်လုတ်ပေးပေးပါတချို့တွေကြတော့လေအဲ့လိုစိတ်တည်ငြိမ်အောင်လုပ်ဖို့အတွက်ကခဏလေးနဲ့ချက်ချင်းရတယ်အချို့တွေကြတော့လေ5မိနစ်လောက်လုပ်ရတယ်အချို့ရတော့လေ10မိနစ်လောက်လုပ်ရတယ်ပေါ့နော်ဒါကတော့ဒီအချိန်အတိုင်းတန်ကတော့ကိုကိုကို calm ဖြစ်သွားတယ်ကိုဟာအရင်တည်ငြိမ်သွားပြီးကိုရဲ့ concentration နေရာဒီတနေရာထဲမှာစုစည်းသွားပြီးဆိုတဲ့အချိန်ကြရင်ရပါပြီအဲ့တော့10မိနစ်တွေ15မိနစ်တွေ5မိနစ်တွေတော့အမွန်တည်တန့်ရေးအဲ့လိုမျိုးကြီးမတ်မှတ်ထားဖို့ပေါ့နော်ဆိုတော့ okay ဟုတ်ပြီဒါဆိုရင်အဲ့လိုမျိုးအ ါစိတ်တည်ငြိမ်သွားပြီးတဲ့နောက်ပိုင်းမှာကိုဟာကိုလှုပ်ချင်တဲ့ကိုသွားချင်တဲ့နိုင်ငံပေါ့နော်အဓိကကတော့ကိုသွားချင်တဲ့နိုင်ငံကိုကိုကမျက်စိလေးမိတ်ထားပြီးတော့ကိုသွားချင်တဲ့နိုင်ငံကိုကိုကရောက်သွားပြီဆိုတော့အဲပုံရိပ်ကလေးကိုမှန်းမြော်ပေးပုံဖော်ပေးပေးပါအာယုံပြုတ်ပေးပါစိတ်ထဲထဲမှာပေါ့နော်အာငါသွားချင်တဲ့နိုင်ငံကိုအခုအာအခုဥပမာလေးအနေနဲ့လောက်ပြမယ်ပေါ့နော်အခုမျက်စိလေးမေ့ပြီးတော့ ငါကတောင်းကျင်တဲ့နိုင်ငံကအခုဒါလီဝင်ဆင်းပြီးအာပြည်လင်းဘဝနေမှာငါတောင်းကျင်တဲ့နိုင်ငံကိုအာဆက်ရောက်ပြီးဆက်ရောက်ပြီးတော့အမဒီ immigration ကိစ္စတွေဘာတွေလဲအရင်အဆင်ပြေတယ်ဆိုတဲ့ပုံရိပ်ကလေးနော်အာပြီးသားရင်အဲ့ဒီလေရင်ခွင့်ရနေထွက်လိုက်ပြီးဆိုတာနဲ့ငါတောင်းကျင်တဲ့နိုင်ငံကြီးတခုကိုငါလုံးဝစိတ်ချမ်းသာအေးချမ်းပျော်ရွှင်စွာနဲ့ ရရှိသွားပါပြီဆိုတော့အဲ့ဒီဒီပုံဖော်ပြီးတော့ဗောနော်စွတ်တောင်းဆန္ဒပြုတဲ့ပုံစံမျိုးလေးကိုဒီနေ့73ရက်နေ့နဲ့မနက်ဖြန်74ရက်နေ့နှစ်ရက်ဆက်တိုက်ပြုလုပ်ပေးပေးပါအာဘာလို့နှစ်ရက်ဆက်တိုက်ပြုလုပ်ပေးရလဲဆိုတော့ မလို့မြန်မာနိုင်ငံနဲ့အခြားနောက်နိုင်ငံတွေရဲ့ထိုင်းစုံအရာမတူဘူးပေါ့နော်အဲ့တော့ဒီနေ့ကမလို့စီမှာတပေါင်းလာပြည်နေပေါ့နော်အဲ့တော့တချို့ဒီတခြားနိုင်ငံတိုင်းပြည်တွေမှာကြတော့မနှက်ပြေဟာ full moon ဖြစ်နေတာဟိုအဲ့ဒါကြောင့်မလို့မုံကဒီနေ့ရက်စလုံးကိုတော့မုံအဲ့ဒီဒီ visualize လုပ်တဲ့ဟာလေးကိုလှုပ်စင်ရှင်းနေပေါ့နော်အဲ့ဒါကြောင့်မလို့ဒီနေ့ရောဒါမနှက်ပြေရောပြုတ်လုပ်ပေးပါလို့မုံကအာဒီထဲမှာမျှဝေ အကြံပြုပေးလိုပါတယ်အဲ့တော့ဒီနေ့ဆိုရင်တော့ရတယ်ဒီနေ့တနေ့လုံးဒီ region ဒီအကြောင်းအရာလေးကိုအာဒီနေ့တွေ့တယ်ဆိုရင်တော့ဒီ73ရက်နေ့ကနေစပြုလုပ်ပါအာတစ်ချိန်မဲ့လုံလိုက်ရတယ်အဆင်မပြေပါမလားဆိုရင်လည်းအဆင်ပြေတယ်เนาะကိုဒီအာအနေထားလေးကိုတိလိုက်ရပြီပေါ့เนาะဒီ short clip လေးကိုနားထောင်လိုက်ရပြီဆိုတော့အချိန်မှာ အာပြုတ်လုတ်လို့ရပါတယ်เนาะအဲ့တော့မောအအဓိကတော့ energy အရန်ကောင်းတာကတော့ matchla 73ရက်နေနဲ့74ရက်နေကတော့ energy အရန်ကောင်းတယ်ပေါ့เนาะအဲ့တော့ဒါကိုနောက်ကြပြီးတော့မှမြင်လိုက်ရတဲ့သူမျိုးလေးတွေရှိတယ်ဆိုရင်လည်းအာတိတ်ပြီးတော့ worry မဖြစ်ပါနဲ့ဒါအခုစတွေ့လိုက်ရပြီဆိုတာနဲ့ဒီနေ့ကိုအာယုံပြုတ်ပြီးတော့ဒီလိုမျိုး visualize လေးလုပ်ပေးပေးပါလို့မုံကအကြံပြုပေးချင်ပါတယ် โอเคအဲ့လိုလုပ်ပြီးပြီဆိုရင်ကိုကိုကိုတက်တောက်တက်တာပဲ relax လုပ်နေလိုက်ပေါ့เนาะဒါကတစ်ချက်နောက်ထပ်တစ်ချက်ကကြာတော့ဒီနေ့ကိုပေါ့เนาะအာဒီနေ့ကိုကိုကိုတိုင်းကအာဗုဒ္ဓဟူသားသမီးအာ Yahoo ပေါ့เนาะအဲ Yahoo သားသမီးဖြစ်နေတယ်ဆိုရင်တော့အာကိုရဲ့အနီးအနားမှာရှိရယ်ပေါ့เนาะအာလိုအပ်နေတဲ့သူလေးတွေပဲဖြစ်ဖြစ်ဒါဟိုဘယ်လိုခေါ်မလဲ အချို့တဲတဲ့သူလေးတွေပဲဖြစ်ဖြစ်အနည်းဆုံး၂ရောက်လောက်ကိုအာအလူတန်းလေးပြုတ်လုပေးပေးပါနော်အလူတန်းလေးပြုတ်လုပေးပေးပါရတဲ့မုံပဲတွေ့တွေ့တခုခုပေါ့နော်အေးအေးပဲတိုက်တိုက်ရေပဲတိုက်တိုက်ဘာလေးပဲဖြစ်ဖြစ်ရရတယ်ပေါ့နော်အာကိုရှိမှာခက်ခဲနေတဲ့သူနှစ်ယောက်ကိုပေါ့နော်အဲ့လိုမျိုးအလူတန်းလေးပြုတ်လုပေးပေးပါဒါဟာဗုဒ္ဓဟူသာသမီးရဟုတ်သာသမီးလေးပေါ့နော်အာတကယ်လို့ ကိုကဗုဒ္ဓဟူသာသမီးယဟူသာသမီးဒီဒီ short clip လေးကိုစိတ်ဝင်စားလို့ဝင်နားထောင်တယ်။ဒါပေမဲ့ကို့မှာနိုင်ငံရဲ့အခြားအနောက်နိုင်ငံသွားဖို့လမ်းလောဆယ်မှာ plan မရှိသေးဘူးဆိုရင်လေဒီ short clip ကလေးကိုကိုယ့်ရဲ့တငယ်ချင်းတွေကိုအာတငယ်ချင်းတွေကိုပေါ့နော် sharing လုပ်ပေးပေးမျှဝေပေးခြင်းအဖြစ်ဒီ energy လေးတွေဟာကိုယ့်စီမှာပါစီမျောခံစားလို့ရအောင်အဲကိုကနေပါဒီလိုကုသိုလ်မျိုးလေးတွေပြုလုပ်ပေးနိုင်ပါတယ်။ โอเคနောက်ထပ်တစ်ခုကကြတော့အဲတခြားသောပေါ့เนาะအာကိုယ့်ရဲ့အဲတငယ်ချင်းထဲထဲမှာတခြားသောနေနံလေးတွေကကိုယ့်ရဲ့တငယ်ချင်းလေးထဲမှာဗုဒ္ဓဟူသာသမီးယာဟူသာသမီးလေးတွေရှိတယ်ဆိုရင်အာသူတို့ကိုပေါ့เนาะအာဘယ်လိုခေါ်မလဲဆက်တွေ့ပြီးတော့ အာထရီတာပေါ့နော်အဲ့လိုမျိုးမုံနေပါလေပေါ့နော်အဲအဲ့လိုကျွေးတာတို့ဘာလို့ပြုတ်လုတ်လိုက်ပါပြုတ်လုတ်ပေးပေးပါအဲသူတို့စီကနေလည်းမြေတားချက်ပြန်ပြီးတော့ခံယူပေးပေးပါအာဒီ reading လေးကိုပေါ့ဒီ short clip လေးကိုပေါ့နော်အာစိတ်ဝင်စားတယ်စိတ်ပါဝင်စားတယ်ဆိုရင်သူတို့ကိုလည်းဒါမျှဝေပြီးတော့ share ပေးလို့ရပါတယ်ဒါကတော့ကိုကိုတိုင်းပဲဖြစ်စီတခြားလူပဲဖြစ်စီဒီ short clip လေးကို share ပေးခြင်းအပြင်ကိုစီမှာပါ ဒီလိုမျိုးကောင်းမွန်တဲ့ဒီနိုင်ငံရချားသွားတဲ့အခြေအနေတွေမှာကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရနိုင်ဖို့အတွက်ပြန်ပြီးတော့ comeback ဖြစ်လာနိုင်တယ်ပေါ့နော် reflect ဖြစ်လာနိုင်တယ်ပေါ့နော်ဒါလေးကိုပြောပြပေးချင်ပါတယ်อืมအဓိကကလေဒီနေ့ကိုအတက်နိုင်ဆုံးပေါ့နော်ဟိုစိတ်ထဲထဲမှာ positive vibes ပြည့်ပြည့်ဝဝနဲ့ ိုလိုချင်တဲ့အရာတခုကို attract လုပ်ပါလို့ပြောပြပေးချင်ပါတယ်အရေးကြီးတာတော့ positive vibes ပေါ့နော်ဒါလေးတွေကို attract လုပ်ပါလို့မောင်ကပြောပြပေးလိုပါတယ်ရှင်ဆိုတော့ okay ဒါဆိုရင်နောက်ထပ်မောင်ကဒီအဆောင်ကတ်ကလေးတွေကိုမမြဝေပေးချင်ပါတယ်အကယ်၍ပေါ့နော်ကိုဟာအနောက်နိုင်ငံကိုသွားမယ် ပညာရေးကိစ္စပညာရေးကိစ္စအကြောင်းသွားတက်မယ်ဘွဲယူမယ်เนาะဒီလိုမျိုးပညာရေးကိစ္စတခုခုကိုအခြေပြုပြီးတော့ဒါပညာရေးဗီဇာပဲဖြစ်ဖြစ်ကြောင်းလျှောက်ထားတာပဲဖြစ်ဖြစ်ပေါ့เนาะအခုဒါကမတော်သေးဘူးကြောင်းလျှောက်ထားတဲ့အစီအဆင့်ပဲရှိသေးတယ်ဆိုရင်တောင်မှစောင့်ထားလို့ရပါတယ်เนาะအဲ့တော့ဒီကတ်ကလေးဖြစ်ပါတယ် screenshot ရိုက်ထားနိုင်ပါလေရှင် ဒါကကြောင်းလျှောက်ဖို့အတွက်ပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးတော့အဓိကသွားချင်တဲ့သူလေးတွေအတွက်ဖြစ်ပါတယ်ဒီကက်ကလေးဆောင်ထားနိုင်ပါလေရှင် နောက်ထပ်တစ်ခုကကြတော့နိုင်ငံသားမှာအလုံးလုံးပဲပေါ့နော်နိုင်ငံသားမှာအလုံးလုံးပဲနိုင်ငံသားသွားမယ်အလုံးကိစ္စနဲ့သွားမယ်အလုံးကိစ္စတွေဆွေးနွေးမယ်အာအစည်းအဝေးတွေသွားတက်မယ်ဘလို့ပဲဖြစ်ပေါ့နော်ဒီနိုင်ငံသားကိုအလုံးကိစ္စနဲ့သွားမယ်ဆိုတဲ့သူလေးတွေအတွက်ကိုဒီကတ်ကလေးဆောင်ထားနိုင်ပါတယ်ရှင်နိုင်ငံသားသားရဲ့ဆွေးနွေးပွဲတွေရှိတယ်အနောက်နိုင်ငံကိုအလုပ်ကိစ္စနဲ့သွားမယ်လုပ်ငန်းကိစ္စတွေပြောဆိုဆောင်ရွက်မယ် ပေါ့နော်နိုင်ငံရေးအခြားနဲ့အဲ့ဒီလိုမျိုးသူလေးတွေအဲ့ဒီလိုအစီအစဉ်ရှိတဲ့သူလေးတွေဆိုရင်တော့ဒီကတ်ကလေးကိုစောင့်ထားနိုင်ပါတယ်ရှင်နောက်ထပ်တစ်ခုကကြတော့အခုကိုကဒီအနောက်နိုင်ငံမှာပေါ့နော်အင်တာဗျူးတွေဝင်ထားတဲ့ CV form တွေတင်ထားတယ်ပြီးတော့နောက်တစ်ခုဗီဇာတွေလျှောက်ထားတဲ့တက်တန်းတိုးထားတဲ့ပေါ့အဲ့တော့တစ်ခုခုအကြောင်းအရာလေးတွေပြန်ပြီးတော့ အကြောင်းပြန်လာဖို့စောင့်စားမျှော်လင့်နေတဲ့သူလေးတွေပေါ့နော် application apply လုပ်ထားတယ်အာပြန်ပြီးတော့အာ information လေးတွေပြန်လိုချင်တယ်အဆင်ပြေချင်တယ်ပေါ့နော်အဲ့လိုလူမျိုးလေးတွေအတွက်ဖြစ်ပါတယ် ticket ကလေးစောင့်ထားနိုင်ပါတယ် အဲ့တော့ကိုမျော်လင်းတဲ့သတင်းစကားလေးတွေပေါ့နော်ဒါနိုင်ငံရေးသားနဲ့ပတ်သက်ပြီးတော့ကိုကအင်တာဗျူးတွေဝင်ဖို့အတွက်အာဒီ CV Fountain ကလည်းအင်တာဗျူးရဲ့ result တွေကိုပြန်ပြီးတော့သိချင်တဲ့တခုခုပေါ့နော်ပြန်ပြီးတော့ဒီ visa နဲ့ပတ်သက်ပြီးတော့ visa မြန်မြန်ကြချင်တယ် passport လေးမြန်မြန်ရချင်တယ်ဒါမျိုးလေးတွေအတွက်ကိုစောင့်ထားနိုင်ပါတယ်ရှင် နောက်တစ်ခုအကြတော့အခုအာကိုမြန်မာအမိမြေပေါ့နော်မြန်မာပြည်ကိုပဲပြန်လာပြီးဖြစ်စေနိုင်ငံတနိုင်ငံကနေနောက်ထပ်တနိုင်ငံကိုကူးကျင်သည်ပဲဖြစ်စေအာအခုဒီမြန်မာနိုင်ငံကနေတခြားနိုင်ငံကိုသွားကျင်သည်ပဲဖြစ်စေဘလို့ကိစ္စရဲ့မျိုးအတွက်ပဲမစို့ပေါ့နော်ဥပမာကိုယ်ဆားရဆားတဲ့ကိစ္စတွေကပြီးသွားပြီဒါမဲ့ကိုယ်သွားဖို့အတွက်လည်းကြံ့ကြိုင်ကြံ့ကြာနေပဲပေါ့နော်အဲ့လိုလူမျိုးလေးတွေပြီးတော့နောက်တစ်ခုရှော့ရှော့ရှူရှူနဲ့အာရောက်ချင်တယ်ရှော့ရှော့ရှူရှူနဲ့ မြန်မာပြည်ကိုလည်းပြန်လာခြင်းနဲ့အဲ့လိုလူမျိုးလေးတွေဆိုရင်တော့ဒီကက်ကလေးကိုစောင့်ထားနိုင်ပါလိမ့်ရှင်အာကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီနေ့ကတော့ reading လေးမဟုတ်ပင်မဲ့ဒါတချို့တချို့တွေအတွက်အရန်အသုံးဝင်မယ်အကျိုးရှိမယ်လို့မုံကယုံကြည်မျှော်လင့်ပါတယ်အဲ့တော့အခုဒီနေ့ short clip video လေးကိုကြတော့အာ အကုန်လုံးအတွက်ကိုပေါ့နော်မကရည်ရွယ်ထားပါတယ်အထူးအဖြစ်တော့ဒီကိုရဲ့တငယ်ချင်းမိတ်ဆွေတွေထဲထဲမှာကိုဟာအာပௌဒဟူတာသမီးယာဟုတာသမီးမဟုတ်ဘူးတငယ်ချင်းမိတ်ဆွေတွေထဲမှာပௌဒဟူတာသမီးယာဟုတာသမီးရှိတယ်ဒီနိုင်ငံရထားနဲ့ပတ်သက်ပြီးတော့အာအဲကြိုးစားနေကြတယ်ဆိုရင်လည်း sharing လုပ်ပေးပေးပါအဲ့ဒီဒီမျှဝေပေးခြင်းအဖြစ်ပေါ့เนาะတဦးတယောက်ကိုကိုယ့်ဘက်ကနေမျှဝေပေးလိုက်ခြင်းအဖြစ်အာပြန်ပြီးတော့အကျိုးရလက်ကောင်းတွေခံစားရမှာပါအဲအဲ့လိုပဲပေါ့เนาะကိုကိုတိုင်ကလည်းဘယ်နေ့နဲ့ဘယ်ရာသီဘွားပဲဖြစ်နေပါစေ အခုဒီ short clip လေးအတိုင်း visualize လုပ်မယ်အဆောင်ရည်ရလေးတွေစောင့်ထားမယ်ဆိုရင်လည်း energy ပြပြဝဝရဖို့မုံကအထူးမျှော်လင့်ပါတယ်ရှင်အဲ့တော့ဒီနေ့ကိုအခု မခုနကပြောခဲ့တဲ့အချက်ကလေးတွေပေါ့နော် visualize လုပ်မယ်ဆိုတဲ့တစ်ချက်ရယ်ဒီအဆောင်ကတ်ကလေးစောင်းတာရယ်နောက်ထပ်တစ်ခုကကြတော့ဒီနေ့နဲ့မနေ့ပြန်မှာအာကိုကအဲဒီအနည်းဆုံးလူနဲ့ရောက်ကိုပေါ့နော်အနည်းဆုံးအာလိုအပ်နေတဲ့ချို့တဲ့တဲ့အဲ့လိုမျိုးသူနဲ့ရောက်ကိုဗာလေးပဲဖြစ်ဖြစ်ပေးကမ်းလူဒန်းခြင်းအဖြစ်ဒီ energy လေးကိုအပြည့်အဝရရှိနိုင်မှုအတွက်အထူး အာမုန်နာဆန္ဒပြုပေးထားပါတယ်ရှင်အဲကျေးဇူးအများကြီးတင်ပါတယ်အဆောက်အအုံအဆင်ပြေကြပါစေလို့မုန်နာဆုတောင်းပေးပါတယ်ရှင်အဲ့တော့ဒီ reading ကိုလေ့လာနေတဲ့သူတွေထဲမှာ အခြားဘာသာဝင်တွေပါတယ်ဆိုရင်လည်းမိမိတို့ရဲ့သက်ဆိုင်ရာဘာသာတရားအလိုက်ပေါ့နော်အာထပ်ပြီးတော့ပံ့ပိုးနိုင်တဲ့တခြားသော energy ကောင်းတွေကိုယူဆောင်ကြပါအဗုဒ္ဓဘာသာလေးဆိုရင်လေဘုံကဒီဟာကကြောက်စရာမဟာတိန်တော်ရွှေတိန်တော်ပေါ့နော်မဟာရွှေတိန်တော်အာဒီမြတ်ဖရာပေါ့နော်အဲ့တော့ဘုံကတတ်တတ်ဒီဖရာကိုအာဒီမှာ ပြထားတာပေါ့နော်အခုဒီဖရားမှာလည်းဆန္ဒပြုဆုတောင်းနိုင်ပါတယ်ဒါကြောင့်ဆယ်အထိသွားဖို့အတွက်ခက်ခဲတဲ့သူတွေပဲဖြစ်ပေါ့နော်ဒီဖရားမှာဆုတောင်းဆန္ဒပြုနိုင်ရလို့မိအမောကနေမှဒီဖရားလေးကိုပင့်လာပေးတာပေါ့နော်ကြောင်ဆယ်ကနေဆိုတော့ဒီဖရားကအမောရောက်သွားတဲ့အချိန်မှာ အာပွဲပွဲလေးအဲ့လိုမျိုးဒီအတိတ်ထံဆူတောင်းပွဲတွေလေးအများကြီးပဲတွေ့တယ်နိုင်ငံသားသွားခြင်းတဲ့သူတွေတော်တော်များတယ်ဆူတောင်းစံသာပြည့်တယ်လို့လည်းပြောကြတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အာအဲ့ energy လေးအပြေအဝရအောင်လို့လည်းမုံကဒီမှာအာ background လေးအနေနဲ့ဒီ video လေးမှာထားပေးထားတာဖြစ်ပါတယ်အာဒီဆူတောင်းစံသာပြည့်ခြင်းတဲ့သူတွေလိုအပ်တဲ့သူတွေဖူးမြော်ဆူတောင်းစံသာပြည့်နိုင်ပါလေရှင် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။အခုဒီလိုမျိုးရီတင်မျိုးလေးတွေဒီလိုမျိုး short clip လေးတွေပြုလုပ်ပြီးတော့မအများကြီးပြုလုပ်ပေးတာအများကြီးစူးစမ်းသွားပါမယ်။အခုလိုမျိုးကုသိုလ်ပြုဒီ short clip လေးပြုလုပ်ပေးရတဲ့အတွက်ကြောင့်မို့လို့လဲမွေးရတငယ်ချင်းတွေအားလုံး အာမိမိမျော်လင့်တောင်းတနဲ့အရာလေးတွေစုတောင်းဆန္ဒလေးတွေအထူးပြေဝါကြပါစေလို့ဒီနေ့တပေါင်းလာပြင်းနေမှာမုံကကုသိုလ်ပြုညဝေစုတောင်းဆန္ဒပြုပါတယ်မြတ်တာပူပေးပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဆက်ဆံရအစဉ်ပြေပြေရှင်အောင်မြင်ချမ်းသာချမ်းသာကြပါစေရှင်